အားလုံးမင်္ဂလာပါဒီပကဟန် knowledge sharing channel နေ့ကျဆိုပါတယ်ဒီ channel အတူ grade 10 biology သင်ခန်းစာများကိုလေ့လာကြအောင်ဟုတ်ပြီနော်အဲ့တော့ကျတို့ကရှေ့ပိုင်းမှာတခြားသင်ခန်းစာတွေကိုသင်ခဲ့ပြီးသားဖြစ်တယ်ကျတို့ဒီနေ့ကတော့1.3.3 kingdoms of the fungi အကြောင်းလေ့လာကြအောင်ဟုတ်ပြီနော်အဲ့တော့ကျတို့ fungus ပေါ့နော် fungus ဒီမှုတွေလို့ပြောလိုက်တာ ਨੇ ဒီစတုန်းကဘာယုံမြင်နေဆိုစားတဲ့မှုတွေပဲမြင်တာပေါ့နော် mushroom ဒီစတုန်းကစုံရက်တွေနဲ့ကြောင်စားတဲ့မှုတွေရှိရဲ့ပေါ့ဟုတ်ပြီနော်အဲ့ဒါအပြင်တခြားပါလေးမြင်မှုမလဲဆိုတော့ပေါင်မှုတွေပိုင်းမှုတက်တဲ့အခါဒီမိုးလေးတွေရှိရဲ့နောက် yeast ကတော့တချို့ကြီးတွေ့ဘူးချိန်မှာတွေ့ဘူးနေတစည်းလို့ခေါ်တယ်ကျတို့ပေါင်မှုဖုတ်တဲ့အခါမှာတုံးလို့ပေါ့ဒီ fungus ကကျတို့ရယူကေရုတ်တွေပေါ့ဟုတ်နော် eukaryotic kingdom နဲ့မှာ fungus တွေပါတယ်ပေါ့ ဟုတ်နော်အဲ့တော့ဒီ fungus နဲ့ gutter resist တွေလိလာမယ်ပေါ့လိလာမယ်ဆိုတဲ့အခါကျွန်တော်ကွာမျက်စီထဲမှာ fungus ကိုနည်းနည်းလေးမြင်အောင်မြင်ရမယ်ပေါ့နော်ပထမဆုံး gutter resist အနေနဲ့ဆိုလို့ရှိရင်ဒါပါလဲဆို collection of the hyphae hyphae ဆိုပါလဲဆို thread line filaments form the mycelia ဆိုတာဖြစ်သွားရဲပေါ့ ဟုတ်နော် R0 ကအရင်ဆုံး high phase ဆောင်ပါလေးသိရမယ်ပေါ့ဟုတ်နော် high phase ဆိုတာဒီဘက်မှာ0ကတမ high phase form ဆောင်ရှိ fungus မှာ morphology မှာ not quite yeast form ဆိုပေါ့ခွဲထားရပေါ့ high phase form ကတော့ဒီလိုမျိုး filamentous ပေါ့အမြင်လေးရှိဟုတ်နော်အ single thread line filaments ပေါ့ဒီလိုမျိုးအမြင်လေး thread line filaments ရှိရ fungus ဆက်ပေါ်ဒီလိုလောက်ထားတယ်ဆိုဒီ high phase ဒီ fungus ဆက်ပေါ်ဒီလိုသူလောက်ပေးထားဒီဟာဒီ တကူတဲ့တစုတစည်းရဲ့ဒီလို high fee တွေအများကြီးစုထားပေါ့။ဟောဒီလို high fee တွေအများကြီးစုထားရင်ဟောမဘာလို့ခေါ်လဲဆိုရင်ဒါကို mycelium ကိုခေါ်လိုက်တယ်။ mycelium connective mass of the many interconnected hyphae ပေါ့ hyphae တွေ interconnected မှာ branch တွေရှိနေ interconnected ဖြစ်နေအဲ့ခါမှာ fungus ရဲ့ body ကိုဖြစ်သွားစေရပေါ့ဒီ body ကိုဖြစ်သွားစေဟုတ်နော် အော်ဒါက zip form ကဒီလိုမျိုး set တလုံးစီရှိတယ်ဒီလိုမျိုး set တလုံးစီက cling together ပေါ့ကတ်သွားတဲ့အခါကျတော့သူလဲ filaments လို့ပုံမျိုးလေးဖြစ်သွားပေါ့ဟုတ်ဘူးနော်အဲ့တော့သူကအဲတကယ် filaments ဆိုမဟုတ်ဘူးအဲ့အထုပေါ့နော် pseudomycelium ဆိုတဲ့ပုံမျိုးဖြစ်သွားတယ် အော်ဒီဘက်ကဟိုင်ဖီမှာမှာဒီစရာနှစ်ခုထပ်ပေါ်မှာခွဲထားသေးတယ်ဒီလိုမျိုးစက်တန်လေးတွေပိုင်းမှာပေါ့ဟုတ်နော်စက်တန်အကန့်လေးတွေပိုင်းမှာရှိတယ်ဒီလိုမျိုးစက်တာမပိုင်းမှာကြတော့အကိုအီနိုစတစ်လို့ခေါ်ဟုတ်နော်မဟာပထမဆုံးကနာကတန်ရစ်စတစ်ပေါ့ဟိုင်ဖီဟုတ်နော်အဖေးစာပါလဲစာတည်သွားပြီမိုင်စီမီယံစာတည်သွား ောက်ထပ်တစ်ခုကပါလဲဆိုကိုဖေးအော်ကရိုဖေးကဆိုတော့အပင်မြေအကြောင်းလေးလာတော့တိပိတာအစိမ်းအောင်ရှိတယ်။ကျွန်တော်ရဲ့မှုတွေကအဖြူအောင်လေးတွေဆိုတော့ကရိုဖေးမပအောင်စာကျင်းသေးတယ်။အဲ့တော့ photosynthesis မလုပ်နိုင်ဘူးပေါ့။အော်ကိုတိုင် photosynthesis မလုပ်နိုင်ဘူး nutrients တွေကိုမထုတ်နိုင်ဘူးဆိုလို့ရှိရင်သူများရှိရယူရမယ်။ သူများရှာယူတဲ့အခါကျအိမ်မှာနှစ်ခုရှိရယ် parasite နေနဲ့ other organism တွေမှာသူတို့ရဲ့ nutrient တွေယူတာရှိရယ်ဒါမှမဟုတ် decaying organic matter တွေပေါ့ swine တွေ water တွေမှာရှိရယ်ပျက်စီးနေတဲ့ organic matter ဆိုတာကအပင်ကနေပျက်စီးတဲ့အရာတွေတက်တုံးအဆွေးတွေဒါမှမဟုတ်လို့ရှိရင် ဆိုတော့ decaying organic matter ဆိုတော့ဒီဘက်က living organism နေနဲ့ပါတယ် living organism နေရဲ့တင်သွားတဲ့ body လေးပေါ့ဟုတ်နော်အဲ့လိုမျိုးဘုံနေဒါမှမလို့ရှင် insect account နေပုံမှာအဲ့ဒါကျွန်တော် decaying matter ဆိုရင် subprofile လို့ခေါ်လိုက်တာပေါ့ဟုတ်နော်အဲ့ subprofile ရဲ့ပုံကဒီမှာဒါကတော့ခုန high phase ပုံစရပြပြီးသွားပြီဒါဆိုလို့ရှင် တမဆိုဘရက်မိုးပေါ့ဟုတ်နော်ပေါင်မုံပေါ်မှာမှုတက်နေတာပေါ့ဟုတ်နော်ပေါင်မုံပေါ်မှာမှုတက်နေတဲ့မိုးလေးတွေဒါလေးတွေကိုအသေးစိတ်ကြည့်နေဆိုတော့မိုးလေးတွေတွေ့မယ်ဟုတ်နော်အော်ဒါကတော့ဒီလိုပါလဲဆိုခုနယီးစ်ပေါ့ယီးစ်တက်ဆေးလို့ခေါ်တယ်ဒါလေးဒီအလုံးလုံးတစ်တစ်လေးတွေဒီဘက်မှာကြည့်လိုက်ဒီလိုပုံမျိုးအတွင်းထဲမှာသူ့ရဲ့ organism စေပါတယ်ပေါ့ဒါပေါင်မုံဖုတ်တယ်များမှုဒီလိုတော့ နောက်တစ်ခါခုနကတော့က parasitic and saprophytic ပေါ့ဟုတ်နော်ဒါကတော့ living organism လို့ပြောလိုက်တဲ့အခါမှာ plants တွေပါမယ် animals တွေပါမယ်ဆိုအပင်တွေမှာလည်းမိုတက်တာရှိရင်ဒါဆိုလို့ရှိရင်ဒီကောင်လေးမှာဒီနားလေးမှာမိုတက်တာဒါကျေရည်တည်နေတဲ့ဟာပေါ့ဒါဆပ်ပရိုဖိုက်ဒီအင်ဆက်တီပေါ်မှာမိုးရီချောင်းသူတို့တည်သွားတာ ဟုတ်နော်။နောက် parasite နဲ့ကောနာ saprophyte ကတော့ parasite ကတော့ living organism ပေါ့မှာလောက်တာ။ဟိုဘက်ကတော့ saprophyte ကတော့ decaying matter စေပေါ့။နောက် parasite ကဒီ living organism တွေရဲ့ nutrients တွေကိုသူတို့ယူမယ်။ယူပြီးတော့ဒီအပင်းတွေ animal တွေကို animal ဖြစ်စေရေပေါ့။ဟုတ်နော်။နောက် plant တွေရော animal တွေရော human တွေရောဒါကတော့ saprophyte ပေါ့။ဒါအရွက်တွေ ပုံပျက်စီးအောင်စပေါ့ကျွေးချနေရရွက်ဒီပုံမှာဒါတော့အယိုးပုံမှာပေါ့ဟုတ်နော်ဒီလိုမျိုးဘုံပုံမှာဖြစ်ပေါ်မှုရတတ်တာမျိုးဟုတ်နော်အဲ့ဒါပြီးရင်ခါကျတော့နောက်ထပ်ကာတာရစ်စတစ်တစ်ခုပါလဲဆိုဆယ်ဝုံဟုတ်နော် high fee ဒီဘက်မှာ high fee ရ filament စပေါ့နော် high fat တစ်ခုချင်းစီရဆယ်ဝုံတဲ့ဝါဘာနဲ့လောက်တာလဲဆိုခိုင်တင်နဲ့လောက်တာပေါ့ဆိုတော့ဒီဒီဟာလေးတွေဒီဒီမှာရှိရဆယ်ဝုံ တော့ကျွန်တော် Kaiten server လေးတည်ခြင်းလေးပေါ့နော် Kaiten server လေးတည်ခြင်းလေးဆိုရှာကြည့်လိုက်တဲ့အခါကျတော့ Kaiten ကတော့ပါမယ်ဆိုရင် Cloud Kite တွေအမျိုးစားပဲ Long chain polysaccharide ပေါ့ polysaccharide ဆို monosaccharide တွေဆက်ထားအတူမှ share monosaccharide ကပါလေဆို NSC dye glucosamine ပေါ့ဒါ glucosamine ဆိုတော့ glucose ပဲဒါမဲ့သူ့မှာဒီမှာ nitrogen ပါမယ်ပြီးတော့ဒီနားလေးက acid dye ပေါင်းပြီးတော့ NSC dye ဟုတ်နော် NSC တိုင်း nitrogen group ပေါ့ amine လို့ခေါ်လိုက်တာပေါ့ glucose amine လေးပေါင်းထားဟုတ်နော်ဒါဇရူရဲ့နာ cell membrane ပေါ့ cell membrane ကတော့ phospholipid bilayer ရှိနေဒီအပြင်ဘက်မှာဒီနေတာ chitin ရှိနေပေါ့ fungal cell wall ဒီအပြင်ဘက်မှာ glucan sense ရှိနေနော်အဲ့ဒီမှာ long chain polysaccharide repeating union or nsc dye glucosamine ပေါ့ ဟုတ်ကဲ့နော်။အော်သူတို့ဂျာမားဆက်တဲ့ bonds အကြောင်းလေးထားတယ် beta 14 glycosidic bond ပေါ့။ဟုတ်ကဲ့နော်။အော်ခိုင်တင်ရဲ့ cell wall တွေကဘာနဲ့လောက်ထားမလဲ။ဒါတော့ cell wall of the fungus ကခိုင်တင်နဲ့လောက်ထားတယ်ပေါ့။ဟုတ်ကဲ့နော်။နောက်ထပ် characteristic တစ်ခုကဒါပါလဲဆို reproduce လုပ်တယ်ဟာ။ reproduce မှာ vegetatively or asexually or sexually လောက်တယ်ပေါ့။ ဟုတ်နော်ဘာသာရူက sexually ကတော့တပီးသား male and female gametes ပေါင်းနော် sexually ကတော့သူကဒီဘက်မှာ mitosis နဲ့တူမှာသွားတယ်ပေါ့ဟုတ်နော်ဒါကတော့ vegetative uh, sexual reproduction မှာဒီဘက်က pancasti ကဘာဖြစ်မလဲဆိုတော့ဒီမှာ two different mycelia ပေါ့မတူညီတဲ့ haploid cells ပေါ့ဟုတ်နော်အဲ့နှစ်ခုပေါင်းတော့ zygote ဖြစ်သွားတယ် zygote ကနေမှာ the meiosis will spawn see ဒါက sexual reproduction နဲ့တွားရင်ဒီမှာသူက mycelium ဖြစ်သွားတဲ့အခါမှာဒီမှာ mitosis နဲ့ spawn see reproductive germination ဖြစ်တယ်ပေါ့ဒီက asexual ဒီမှာ vegetative or vegetative reproduction ဆိုတဲ့နည်းအားဖြင့် asexual ရော asexual ပဲဒါပေမဲ့ vegetative က plant see မှာပဲဖြစ်တာပေါ့နော်အပင်ရဲ့အစိပ်ပိုင်းနေရာနေသူအဖြစ်တာအဲ့တော့ကျွန်တော်တခါလေး vegetative နဲ့ asexual ဆိုတော့ man vegetative က အဲတော့ essential production အမျိုးအစားတွေကတစ်ခုပဲဟုတ်ကဲ့နော် plant seed မှာဒီကဖြစ်တယ် plant seed fragment seed ပေါ့ stem seed root seed leaf seed အနည်းသူကအစ်စ်ချက်ပေါ်မှာပေါက်တာပေါ့ဟုတ်ကဲ့နော် plant seed တစ်ခါ essential ကြတော့ animals မှာလည်းဖြစ်တယ် prokaryote seed plant seed fungus seed protist seed animal seed မှာဖြစ်တယ်ပေါ့ ဟုတ်ကဲ့ binary fishing နဲ့ batting တို့ဟုတ်ကဲ့အဲ့လိုနည်းနည်းနဲ့သူသွားတယ်ဒီထဲမှာကိုပဲ vegetative reproduction နဲ့ asexual တွေမှာလည်းပါတယ်ပေါ့နော်အဲ့တဲ့တော့ကနောက်ထပ်တစ်ခုက fungus တွေကိုသွား division လုပ်တဲ့အခါကျတော့ five division ပေါ့အမှန်တော့ classification ကတော့မျိုးစုံရှိတယ်သွားဘယ်ပုံမှန်မူတည်ပေါက်ခွဲရလဲပေါ့ depending on ဆယ်ပုံမှန်မူတည်ပေါက် classification မျိုးစုံရှိတယ် จะดีกรีเต็มมาดีคลาสฟิเคชันมางามยุคไปถ่ายคลาส i ิเคชันเนี่ยยวถ่ายก่อนเนาะอ๋อใครทริปดิโอไมเคิลตามบอกว่าจะรู้ดีแต่ถ้าที่ไม่ไมนติงโซลูชันเ่ยกูปลูแต่ท้าไม่ติจี่ and ฉันว่าดีสโลว์ใช้ proper pronunciation สบายใจเลยดูสิแต่ถ้าที่จะเดวิโอรีบอลอะไรนะครับเนาะเราอุมาโซลูชันจะรู้กันก็น่ารู้กัน 好，来数你。học nó a hai pronunciation form đó pronunciation này English cũng cool teacher này solution đó là giải trí lại như vậy học nó rồi đó mà số gì Kaitridio Mycota. Ừ. Rồi sẽ ုမသိတဲ့ဟာတွေကိုကကိုရှာလို့ညာရဲ့ပေါ့ဟုတ်နော် okay အားပြီးတဲ့အခါကျတော့ဒီမှာ classification ပေါ့ criteria to you my go down ပေါ့ uh simplest and most primitive form ပေါ့ simple ဖြစ်ဆုံးရှေးကြဆုံးပေါ့ဟုတ်နော်အဲဒီဟာမှာ coinocytic ဆိုတာ septum မှာပါတယ် hyphae မှာဆိုင်မှာပါဟုတ်နော်ဒါတော့ cartridge ဆိုတဲ့ဟာလေးကို example ပြထားဟုတ်နော်ဒီမှာဆို septum မှာပါအကုန်လုံးဆက်ရက်ပဲလीအ ဆက်ရပဲ unicellular or multicellular ဖြစ်နိုင်တယ် sexual or asexual reproduction နဲ့ပေါ့ vegetative မပါဘူးပေါ့ဟုတ်နော်ဒါကတော့ဒီ contract ရဲ့ပုံလေးတွေကိုပြန်ထားဟုတ်နော်ဒါတော့ပုံဆွဲထားတာဒါတော့ microscope နဲ့သူကြည့်ထားတာပေါ့ဟုတ်နော်အဲပြီးရခါကျနာတစ်ခါ zygo mycota ပေါ့သူက conjugated fungi လို့ခေါ်ဟုတ်နော် conjugated ဆာမှာလည်းပြီးရောက်ချင်တာ အဲ့ဒီဘက်မှာ aseptic high fee ပေါ့ဒီမှာ high fee ပါအဲ့ဒါမျိုး septum ပေါ့အောင်ဆက်ရပေးဟုတ်နော် many nuclei many nuclei nucleus တွေအများကြီး septum ပေါ့အောင်ဆိုကို immunocytic လို့ခေါ်ရပေါ့ဟုတ်နော်အဲ့တော့ formations of the zygospores ပေါ့ zygospores တွေထွက်တဲ့ဒီကနေ protozoa က spore angiospores ကနေဒီမှာ spores တွေပြန်သွားရင် formations of zygospores in the sexual reproduction rhizoplasm ပေါ့ဟုတ်နော်ဒါကတော့ zygospore fungus ပုံကိုဒီမှာပြထားတာဟုတ်နော်အတားပေါမုံမှုံဝါနေပုံလို့ပြနာပေါ့ဟုတ်နော်အဲဒါပြီးရခါကြဒီမှာဘာလို့ဒီမှာဆိုတော့ကိုအီနိုစစ်တစ်စာပါလေဆိုတော့ဒီမှာဆိုရင်အဲစက်တမ်ဘာပေါ့မာတီနျူကလီယက်ဆယ်ဆိုအော်ဂနစ်ဆမ်ပေါ့ဟုတ်နော်အဒီဘက်မှာတော့ဆယ်ဝါရီရှိရပေါ့နော်အဲဒါဆိုရင်ကိုအီနိုစစ်တစ်လို့ခေါ်တယ်အဲဒါလည်းဆယ်လို့ကိုကိုရှာကြည့်လို့ရတယ်နောက်တစ်ခါအက်စကိုမိုက်မိုက်ကိုတာပေါ့အဲဒါဆက် ဆက်ဖန်ဆိုင်အောင်ဆက်အိတ်ကလေးလိုပဲပေါ့နော်အိတ်ကလေးလိုပဲဟာမှာ hyphae is septate hyphae is septate and branch except in the yeast yeast ကတော့ unicellular ဆိုတော့မှာ branch လည်းမပါနိုင် septate လည်းမပါနိုင်ပေါ့တော့နော် sec ဖန်ဆိုင်ကိုဆိုတော့ mostly reproduce by budding ပေါ့တော့နော် budding နဲ့တော့အဲ့ example ကဒီမှာ yeast ပြထားတယ်ခုနတက်ဆေးလို့ခေါ်တယ်ပါမွန်ဖုတ်တဲ့နေရာမှာသုံးနေပေါ့ဟုတ်နော် အဲ့တော့ဒီ esco mycotar ကတော့ဘာလဲဆိုတော့ cap cap fungus လို့လည်းခေါ်အော်သူကဒီလိုမျိုးခွက်ကလေးလိုပဲနော်ခွက်ကလေးလိုပဲဒီလိုမျိုးခွက်ကလေးလိုဟိုလိုမျိုးခီးလေးလိုဖောင်ဖောင်မင်းမဟုတ်ဘူးဒီလိုခွက်ကလေးလိုပဲဒီခွက်ကလေးအတွင်းနေမှာအတွင်းနေမှာဒီအတွင်းနေမှာမရှိတဲ့ဆိုဒီ surface မှာဒါလေးကအဲသူက sex fungi လို့ခေါ်ရင်ဘာကြောင့်လဲဆိုတော့ sexual force စက်မန့် stretcher enzyme ဆိုတဲ့မှာ SKS ကဒီအသင်းလေးတစ်ခုချင်းဝင်ခွာပေါ့။ဒါမျိုးဒီတိုင်းမှာ SKS container SKS spouse ပါဒီကပ်မှာ SKS spouse ပါအရင်ကစောင်းသူက set function ပေါ့ဒီလို set လေးရရှိရနော်။အခွက်ကလေးတွေမှာဒါကြောင့် cap function ဆိုလိုက်ခေါ့။အဲဒါတော့ဒီဘက်မှာ PCD ကို micro data ပေါ့ clap set မို့နော်ဒါကြောင့် clap ။အဲဒီလိုမျိုးကျတို့မြင်နေကြ mushroom ပေါ့မို့ပေါ့ထီသေးလို့ပဲ။ ဟုတ်ကဲ့ယူနီဆက်နာမှာဒီဆက်နာ sexual sexual reproduction နဲ့တောင်းမယ်။အဲ့ club shape ပေါ့။ဟုတ်ကဲ့ဒီ new club shape fruiting body BCD ရာဒီဘက်မှာ BCD ရာဆိုအများပေါ့နော်။ BCD ရာဆိုတခုချင်းသူကကျွန်တော်ခုနလိုမျိုးအပေါ်မှာပါမဟုတ်ဘူး set လိုမျိုး။ဟောဒီအောက်ဖက်က base ပေါ့ဒီ club ုံကုံလေးရဲ့ဒီအောက်ဖက်မှာ PCT ရ floating bodies တရားနေမှာတက်စင်ပါပါလဲဆို club shade stretcher produce force တရားနေ force တွေထုတ်နေပေါ့ fitness mass force တွေထုတ်မှာ reproduction ဖြစ်ပေါ့ဒါတော့သူ့ body ရဲ့ဇရုကနာ mice high fee နဲ့လောက်ထားပေါ့နော် mice နဲ့လောက်ထားနောက်ထပ်ကူက ဂျူတီရိုမိုက်ကိုတာပေါ့ imperfect function အဘ perfect မဖြစ်ဘူးပေါ့ perfect မဖြစ်ဘူးဘာကြောင့် imperfect လို့ခေါ်လိုက်လဲ incomplete လို့ခေါ်လိုက်လဲဆိုရင် तू က only exhibit the asexual reproduction နဲ့တော့သူမှာ तू က sexual reproduction က either and no has never been observed at the time ဖြစ်တာမျိုးတွေ့ရသူက septic hyphae သူမှာ septum နေပါမယ်ကောနစတရစ်မီအစ်ဆက်ရှယ်ရီပရိုဒက်ရှင်ဖိုင်လင်းဆော့ဖ်တဲ့ကိုနီဂျီယာပေါ့ ဟုတ်နော်။အော်ကျွန်တော်ကဒီမှာကြည့်ရဒီမှာ community ဆိုတာတွေ့ပြီမနော်။ဒါ example peninsula ကိုပြတာ။အော် peninsula ကဒါကဗန်လင်းဆိုတော့ဒီ culture plate လို့ခေါ်တာပေါ့နော်။ဒီမှာ fungus တွေပေါ့နော်။ fungus တွေပေါ့နေဒီလိုမျိုးဖြူဖြူလေးတွေ့ရ။အဲ့ဒါကို microscope နဲ့ကြည့်မှအဲဒီမှာဒါက peninsula ပေါ့။နောက်ကျွန်တော်က peninsula ဆီထုတ်တဲ့ fungus ပေါ့နော်။ဒါ community ကနေပြောမှာ ရာနေပေါ်မှာပြုတ်ထွက်ပြီးတော့ asexual reproduction နဲ့တွားနောက်ကျတော့ penicillin ဟာကိုဘယ်သူအတွေ့လဲ Alexander Fleming ကတွေ့တာပေါ့နော်ဒီ penicillin ဒီ penicillin fungus ကနေပြီးတော့မှာ penicillium ပေါ့ပေါ့နော် fungus နာမည်တော့ penicillin အဲ့ရနေပေါ်မှာ penicillin ဆိုတဲ့ဆေးကိုထုတ်လိုက်တာ antibiotics ဟုတ်နော် penicillin ဆေးတော့ထိုးဆေးရှိမြေတောင်ဆေးရှိမြေပိုတက်ဆေးပေါ့ဒါကကနော် ာချာပေါ့ကာချာလောက်တယ်ဆိုဘက်တီးရီးယားကာချာပလိတ်တွေမှာဗမိုရီတက်နေတာတွေ့ရပေါ့ပနစ်စစ်မီနင်ဟုတ်နော်အဲ့ဒါကိုသူကစာပြုတ်တွေ့ရှိပြီးတော့မှသူ့ဘေးမှာဘက်တီးရီးယားတွေမပေါက်တဲ့အခါကျတော့သူ့မှာဘက်တီးရီးယားတွေတည်စီရဲ့ကမီကယ်တစ်ခုပါနေစပေါ်မှာပနစ်စမီကိုစာပြုတ်တွေ့ရှိတာပေါ့ဟုတ်နော်အဲ့တော့ဇရုကနောက်ထပ်သင်ခန်းစာတွေမှာပြန်လည်ဆုံးတွေ့ကြရအောင်နော်ကျွန်တော်တို့စပ်ပေါ်လည်လာကြမယ်နော်